အေအေကယာယီဆုတ်ခွာပေးလိုက်တော့ကြောက်ဖြူမင်းပြင်ရွာရှီရာစစ်စခန်းတွင်ဝါဒဖြန့်ဓပုံရိုက်ကူးရန်အကြမ်းဖက်စစ်တပ်ကပြင်ဆင်နေစဉ်အေအေပြစ်ခတ်တော်လက်နက်ကြီးကြီးကြားရောက်ပောက်ွဲ၍စစ်သားအများပြားသိဆုံးနေဆိုတဲ့တဲ့တင်ကိုကျင်းဆက်ပြီးတော့မှာဖြစ်ပါတယ် ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင် AA ကယာယီဆုတ်ခွာပြလိုက်သောကြောက်ဖြူမင်းပြင်းရွာရေဒါစခန်းတွင်ဝါရဖြန့်တပ်ပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေစဉ် AA ဖြစ်ခတ်သောလက်နက်ကြီးကြီးကြားရောက်ပောက်ွဲ၍စစ်သားအများအပြားသေဆုံးသွားကြောင်း AA စစ်ရေးတရင်ရင်းမြစ်ကသတင်းဌာနကိုပြောကြားပါသည်။အရကတက်တော် AA သိမ်းဖိုက်ထားတဲ့ကြောက်ဖြူမြို့မင်းပြင်းရွာရေဒါစခန်းကိုလွန်ခဲ့တဲ့ရက်ပိုင်းတွင်အကြံဖတ်စစ်ကော်မရှင်တပ်များကအင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးတိုက်ခိုက်လာကြောင်းရှင်းအောင် AA ကမင်းပြင်းရွာစခန်းမှယာယီဆုတ်ခွာပြလိုက်ရပြီးစစ်တပ်ကဝင်ရောက်နေရာယူသွားကြောင်း ထို့သောမြင်းပြင်ရွာစက်ခန်းကိုစစ်တပ်ကရရှိပြီးနောက်ဝါရဖြန့်ဓာတ်ပုံရိုက်ကူးရန်အတွက်စစ်သား20ကျော်ကပြင်ဆင်နေခဲ့ကြောင်းရင်းအချိန်အေအေကလက်နက်ကြီးဖြင့်ဖိခတ်ခဲ့ရာမင်းပြေရွာစခန်းအတွင်းရှိဝါရဖြန့်တပ်ပုံရိုက်ကူးရန်ပြင်ဆင်နေသည့်နေရာသို့တိတိကျကျောက်ပောက်ကွဲခဲ့ကြောင်းအဆိုပါပောက်ကွဲမှုအတွင်စစ်သားအများအပြားသေဆုံးသွားကြောင်းသိရပါတယ်။အဲ့ဒီမင်းပြေရွာရေဒါစခန်းကိုအေအေကတင်ထားတာအင်အားအနည်းငယ်ပဲရှိတယ်။အဲ့ဒါကိုစစ်တပ်ကအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာလို့ပြန်ဆုတ်ပေးလိုက်ရတာ အဲ့ဒါကိုစစ်တပ်ကမနေ့ကဝါရဖြန့်ဓာတ်ပုံရိုက်ဖို့လုပ်နေတော့အေအေကလည်းနဲ့ကြီးနဲ့ပြစ်လိုက်တာအကုန်ချွတ်အကုန်နဲ့ဟုစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။မင်းပြင်ရွာစက်ခန်းတွင်လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အကြမ်းဖက်စစ်သားအနည်းဆုံး၁၀ဦးခန့်သေဆုံးနိုင်ပြီး24ဦးသေဆုံးသည်ဟုသတင်းများကြားသိရတော့လေအတိအကျကိုအတိမပြုနိုင်သေးပါဘူး။ကြောက်ဖြူမျိုးနယ်အတွင်ချေးရွာအများစုတွင်အေအေကနေမြေစုမှုထားပြီးစစ်တပ်ကရေတပ်နှင့်မြို့ပေါ်အခြေစိုက်တပ်များတွင်သာနေရာယူထားရမှာကြီးရည်လေးအင်အားသုံးပြီးတံပြန်ထိုးစစ်များပြုလုပ်ရခြင်းဖြစ်ပါသည်။ AAD ရခိုင်ပြည်နယ်တွင်2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှစတင်ကမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးလက်ရှိတွင်တန်ထွေရံပြေဘူးတီတောင်ရတိတောင်ပုံနာကျွန်ကြောက်တော်မင်းပြမြောက်ဦးမြေပုံပေါက်တော်မောင်တော်အန်တောင်ကုန်းကွာတို့ကိုတင်ပိုက်ထားပါတယ်။ထို့ပြင်ချင်းပြည်နယ်ပလဝမြို့နယ်ကိုလည်း AA ကတင်ပိုက်ထားပါတယ်။ AA ကရခိုင်တပြည်လုံးတင်ပိုက်နိုင်ရန်အတွက်လက်တကန်းတာလိုတော့ပြီးထိုးစစ်များအရှိန်မြင့်တင်လျက်ရှိကြောင်း AA ကတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။ ဆက်လက်ပြီးရေရာရှိတွင်စစ်တောင်းထူလာသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်သား20ဦးသေဆုံးစစ်တပ်ကကြေးရွာ3ခုထပ်မံကိုမိရှို့ဖျက်ဆီးတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းရေရာရှိမြို့နယ်တွင်စစ်တောင်းထူလာသောအကြမ်းဖက်စစ်တပ်ကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာစစ်သား20ဦးသေဆုံးခဲ့ကြောင်းရေရာရှိမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်9304ဤတရင်နှင့်ပြန်ကြားရေးတာဝန်ခံကတရင်ဌာနကိုပြောကြားပါတယ်။အော်တိုဘလ25ရက်နေ့တရင်ချောင်းမြို့ကူတရာမှအင်အား140ကျော်ပါဝင်သည့်စစ်တပ်လက်အောက်ခံတပ်များဖြစ်သည့် ဓာတရ604ခလာရ26ခမာရ29ခလာရ39စခနာ848ရှင်ကာကနတို့ဤပူပေါင်းစစ်ကြောင်းကစစ်တောင်းမြစ်အရှိတ်ကန်သို့စစ်ကြောင်းထိုးလာကြောင်းထိုစစ်တပ်စစ်ကြောင်းကိုတော်လရင်တပ်ဖွဲ့များကရေလွယ်ချေးရွာတောင်ပန်းဒေသတရားပေါ်အရောက်တွင်အထင်ဆောင်ဆိုင်ပြီးဈာဖြတ်တိုက်ခိုက်ခရာမှတိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းအဆိုပါထိတွေ့တိုက်ပွဲမှာ၃နာရီကြာမြင့်ခဲ့ပြီးအကြံဖတ်စစ်တပ်မှစစ်သား၅ဦးသေဆုံးခဲ့ကြောင်းတိုက်ပွဲအတွင်းအကြံဖတ်စစ်တပ်မှလည်း ဂျိုင်ရိုကော့ပတာ drone လက်နက်ကြီးများအပြင်လေယာဉ်ပစ်ကူများဖြင့်ပါတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အော်တိုဘာလ25ရက်နေ့မိုးလယ်3နာရီခန့်အချိန်တိုက်ပွဲဖြစ်ပွားရာနေရာများသို့နေပြီးတော့စစ်တိုင်းလက်အောက်ခံ PDF တပ်ရင်းများနှင့် KNU တပ်မဟာနှင့်တပ်ရင်းကလက်နက်ကြီးအဖွဲ့တို့ကချက်မှန်သွားရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲ2နာရီခန့်ဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်မှ15ဦးသေဆုံးက5ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ရှင်းတိုက်ပွဲအတွင်းနေပြည်တော်တိုင်းစစ်ဌာနမှရဲဘော်တအူကြီးကားပြကြီးထိမှန်သတိလင်းနေချိန်တွင်တရင်3500လေးမှရဲဘော်မိုးတီတွားရောက်ဆွဲထုတ်စဉ်ကြီးထိမှန်ကဒဏ်ရာရရှိသဖြင့်အော်တိုဘာလ28ရက်နေ့တွင်ကြာဆုံးခဲ့ကြောင်းသိရှိရပါသည်လက်နက်တွေသိမ်းဆီးရမိတာတော့မရှိပါဘူးသူတို့ဘက်က drone လက်နက်ကြီး gyrocopter လေယာဉ်နဲ့အင်အားသုံးတဲ့အတွက်အခက်အခဲဖြစ်ခဲ့ပါတယ်အခုစစ်ခွေးစစ်ကြောင်းကရေတာရှင်မျိုးနဲ့ကရင်ချောင်းတရားကနေအနောက်ဖက်ကမ်းကိုပြန်ဆုတ်သွားပြီလို့သိရပါတယ် ။ကရင်ချောင်းတရမှာတော့အထိုင်ချတက်ဆွဲထားတော့မယ်ရှိပါသေးတယ်။တိုက်ပွဲအတွင်းစစ်ခွေး20ကောင်တည်ပြီး9ကောင်တရားရတဲ့ဟုရှိတာရှင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်3500လေးဤသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုပါရတယ်။အထိနာသွားသောစစ်တပ်စစ်ကြောင်းကရှိတာရှင်မျိုးနဲ့အတွင်းရှိပိန်နေပင်ရွာ၊ရွှေတောင်ရွာတိရွာနဲ့ကဲလင်းစိတ်ရွာတို့ကိုဇက်တိုင်မီးရှို့ဖျက်ဆီးခဲ့ပြီးနေအိမ်30ကျော်ပြာကျခဲ့ကြောင်းသိရပါရတယ်။ဆလပီကမ်ဘလူမျိုးနဲ့တောင်ပတ်မှာတိုက်ပွဲဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းကပ်ပလူမျိုးနဲ့တောင်ဘက်ချမ်းမှာစစ်ကောင်စီတပ်ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်နေတယ်လို့ဒေသခံစစ်ရေးတရင်ရေးမြစ်တွေကပြောပါတယ်။အခုနိုဝင်ဘာ12ရက်ကရင်တိုက်ရွာအနီးမှာစစ်ကြောင်းပြတ်သွားတဲ့အထိတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီကကပ်ပလူမျိုးပေါ်ကနေအင်အားတရာထပ်မံဖြစ်တင်ပြီးကာဘိုးရွာဘက်ကိုစစ်ကြောင်းထပ်ထိုးလာတာလို့ဆိုပါတယ်။အခုဖြစ်တာကကာဘိုးရွာနဲ့အောင်ချမ်းသာအုပ်စုတဲမှာပဲ။သူတို့စကားစားဘက်ကအရင်ကားဘိုးမှရှိတဲ့အထိုင်းနဲ့မျိုးပေါ်ကထပ်ဖြည့်တဲ့အင်အားနဲ့ဆိုအိုင်ပေါင်း6ရွာအနီးတစ်ဝိုက်ကို 250လောက်တုံးထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တအူကပြောပါတယ်။တိုက်ပွဲဆက်ဖြစ်နေပြီးလုံခြုံရေးအရနေရာအခြေအနေကိုမပြောနိုင်သေးဘူးလို့ကမ်ဘလူခရိုင်စစ်ရေးတာဝန်ရှိသူတအူကအတည်ပြုပါတယ်။အခုဒီချိန်မှလည်းဒီကောင်းတွေတော်တော်ကြီးတယ်။အဲဒါကြောင့်မျိုးပေါ်ကအင်အားတွေထပ်ပြည့်နေရလို့ကမ်ဘလူဒေတာတွင်သတင်းရင်းမြစ်ကပြောပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ကပ်ပလူခင်ဦးရေဦးတပ်စဲမျိုးနဲ့အဆက်နေရာတွေမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့လေကြောင်းအနေရဲ့အထူးသတိပြုဖို့လေတော်လရဲ့အင်အားစုတွေကတိုက်တွန်းပါတယ် နိုဝင်ဘာ12ရက်ကကံပလူမျိုးနဲ့ကာဘိုးရွာကနေရင်းကြိုက်ရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရနှစ်ဦးပါစစ်ကောင်စီတပ်ကြားဖြတ်တိုက်ခိုက်ခံရပြီးစစ်တုံးဘတ်15ဦးဖမ်းမိပြီးတေဆုံးသူ90ခန့်ရှိခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ကြားပြင်လက်နက်ခရံတွေလည်းရရှိခဲ့ပါတယ်။ဆက်လက်ပြီးနမောက်မျိုးတစ်လန်ပိုင်းတွင်မျိုးနယ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းဆက်ရေးမောင်မင်းသူကိုအရှင်ဖမ်းမိပြီးအရေးယူဆောင်ရွက်မည်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မကွေးတိုင်းနှမောက်မြို့မြို့တက်လမ်းပိုင်းတွင်အကြံဖတ်စစ်တပ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းဆက်ကြီးမောင်မင်းသူကိုအရှင်ဖမ်းမိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်903တပ်ရဲမှဗိုးအောင်တင်ကသတင်းဌာနကိုပြောကြားပါရယ်ဇူလိုင်လ10ရက်နေ့တွင်နှမောက်မြို့တက်လမ်းပိုင်း၌တော်လှန်ရေးတပ်ဖွဲ့များကလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်နေစဉ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းဆက်ကြီးမောင်မင်းသူကိုအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ထို့သောဖမ်းဆီးရမိခဲ့သောရွေးကောက်ပွဲကော်မရှင်အကြီးတန်းဆက်ကြီးမောင်မင်းသူထံမှ ရွှေကောက်ပွဲလုပ်ငန်းစဉ်များနဲ့ပတ်သက်တဲ့စည်ရင်တချို့နဲ့ရွှေကောက်ပွဲပြုလုပ်မည့်အချိန်များကိုသိရှိခဲ့ကြောင်းပြည်သူ့ကောက်ွယ်ရေးတပ်မတော်အမှတ်903တရက်မှဘိုးအောင်တင်ကရှင်းပြပါရယ်။သူစီကနေစည်ရင်တချို့နဲ့ရွှေကောက်ပွဲပြုလုပ်မဲ့လတွေတော့တည်ခဲ့ရပါရယ်။ဇူလိုင်လ10ရက်နေ့ကမြို့သစ်နတ်မောက်သွားတဲ့လမ်းပိုင်းမှာစစ်စေးရေးလုပ်နေစဉ်ဖမ်းမိတာပါ။လက်ရှိမှာဖန်ဆီးထားတဲ့သူတွေကိုဘယ်လိုဆက်လက်အရေးယူဆောင်ရွက်သွားမလဲဆိုတာကတော့စစ်ဆေးမင်းမြတ်မှုတွေလှုပ်ဆောင်နေတယ်။သူ့ကိုတော့အချုပ်ထဲမှာထားထားပါတယ်။မောင်မင်းသူကတော့အသက်28နှစ်အရွယ်ရှိတယ် တအူးတဲ့ဖန်စီမိတာပါကျွန်တော်တို့တက်နိုင်တဲ့ဘက်ကရွေးကောက်ပွဲကိုတားဆီးမှာပါဟုပြည်သူ့ကောက်ခွဲရေးတပ်မတော်အမှတ်903တရဲမှဘိုးအောင်တင်ကပြောဆိုပါရယ်အဆိုပါဖမ်းဆီးလုဆောင်မှုကိုပြည်သူ့ကောက်ခွဲရေးတပ်မတော်အမှတ်903တရဲမှရဲဘော်များကလုဆောင်ခဲ့ခြင်းဖြစ်ပြီးအကြံပတ်စစ်တပ်ရွေးကောက်ပွဲကော်မရှင်အတွက်ဖူးပေါင်းပါဝင်သူပြည်သူမဆိုနမောက်ကလုံး PDF တက်ရင်903ကအရေးယူသွားမည်ဖြစ်ကြောင်းဘိုးအောင်တင်ကဆက်လက်ပြောဆိုပါရယ်စမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်